မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်ရွာရှိရွာမှာနှစ်ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးသူများပြခဲ့ကစစ်ကောင်စီတပ်သားအလောင်းများကို4ကနှစ်စီးနဲ့တည်ယူသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ23ရက်နေ့မနက်10:00နာရီကမှမြင်းညာမြို့နယ်ရွာရှိဘက်ကနေပြီးတော့အင်အား200ခန့်နဲ့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုမြင်းညာ Black Tiger MPD နဲ့ညီနောင်မဟာမိတ်တပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သားများအထိကိုက်အသေးဆုံးများပြားပြီးတော့ရှေ့ကိုဆက်တိုးနိုင်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။ ်မေလ14ရက်နေ့မနက်6နာရီခန့်မှာအကြမ်းဖက်စစ်ကောင်စီကထပ်မံပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတော့ရေတပ်ကလက်နက်ကြီးပစ်ကူပေးခြင်းဝေဟင်ကနေဒရုန်းများနဲ့ဘုံးကျဲတိုက်ခိုက်ခြင်းတွေကြောင့်တော်လိုင်းတပ်ဖွဲ့ဝင်များပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်လို့သိရပါတယ်။ဗလောင်းတွေကိုတော့ကတောရွာဘက်ကိုတဲသွားတယ်အဲ့ဒီရွာကနေပြီးတော့ည7နာရီခွဲလောက်မှာတခါမနက်3နာရီခွဲလောက်မှာတခါဖောကားနှစ်စီးနဲ့အပြည့်သေးသွားတယ်အနည်းဆုံး60ကျော်လောက်သေတယ်လို့သတင်းရတယ်ကျွန်တော်တို့မြန်မြန်ကိုက 30ကျော်လောက်ဆွဲယူသွားတာတွေ့ရတယ်။ဒဏ်ရာရတဲ့သူ80လောက်ကိုလည်းကတောရွာထဲမှာဆေးကုနေတယ်။အော်တန်တွေလည်းကြားနေရတယ်လို့မြင်းကြံ Black Tiger MPD တပ်ဖွဲ့ခေါင်းဆောင်ဘူမိုက်ခဲကပြောဆိုထားပါတယ်။အဲ့ဒီနှစ်ရက်ဆက်တိုက်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား60ကျော်တေဆုံးပြီးတော့80ခန့်ဒဏ်ရာရရှိက MPD တပ်ဖွဲ့နဲ့ညီနောင်မဟာမိတ်များဘက်ကရဲဘော်15ဦးခန့်မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ထိတွေ့တိုက်ပွဲများဖြစ်ပွားပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကောင်စီတွေက ရွာရှိကျေးပါကိုဝေရောက်စီးနှင်းကပြည်သူ၄ဦးကိုအကြောင်းမဲ့ဖမ်းဆီးပြီးတော့တတ်ဖြတ်ပြီးရွာလုံးကျွတ်မိရှုပ်သွားတယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုမြင်းကြံ Black Tiger MBD မြင်းကြံခရိုင်တိုင်ရင်ကိုမြင်းကြံခရိုင်တိုင်ရင်6တက်ခွဲတက်နောင်ရိုးပြောက်ကြားတပ်ဖွဲ့ Bright Star Group ဘို60တပ်ဖွဲ့ပုတ်ပါ Guerrilla Force Riot Eagle People Defense မြင်းကြံ Danger Dynamite Drone Fighter Kenny DFK အညာ Federal Task Force 27 Revolution Force BGF နဲ့အခြားညီနောင်မဟာမိတ်များကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့နေပြည်တော်အကျဉ်းထောင်မှာနှစ်ရှိထောင်ဒဏ်ကြခံထားရတဲ့ဒေါအောင်ဆန်းစုကြည်ကိုအကျဉ်းထောင်ကနေပြီးတော့နေပြည်တော်တိုင်းစစ်ဌာနချုပ်လက်အောက်ခံအမှတ်6စစ်စင်ရေးကိုယ်ကဲမှုဌာနချုပ်စကခ6ဝင်းအတွင်းထဲမှာရှိတဲ့အဆောက်အဦးကိုမကြသေးမီရပ်ပိုင်းကမှပြောင်းရွှေ့လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီနေရာဟာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်သမရဦးဝင်းမြင့်တရားရင်ဆိုင်တဲ့အချိန်မှာထိမ့်သိမ်းထားခဲ့တဲ့နေရာဖြစ်တယ်လို့သိရပါဗျ။စကခ6ဝင်းအတွင်းမှာဒေါအောင်ဆန်းစုကြည်ကိုအရာရှိ၂ယောက်အပါအဝင်လုံခြုံရေးတပ်ဖွဲ့ဝင်10ဦးနဲ့ လုံခြုံရေးချထားပြီးတော့စစ်ဘက်ရေးရလုံခြုံရေးစရဖအရာရှိတအုပ်ကကြီးကြပ်နေတယ်လို့သတင်းရင်းမြစ်များထံကနေပြီးတော့သိရှိရပါဗါး။အမှတ်6စစ်စင်ရေးကိုကဲမှုဌာနချုပ်ဟာပြည်မနာမြို့နယ်တဲပြူကျေးရွာမှာတည်ရှိပြီးတော့စကခ6တပ်မမှုဟာကာကွယ်ဦးစီးချုပ်ယုံစစ်စင်ရေးဌာနမှာစစ်ဦးစီးဘုံမှုချုပ်တာဝန်ကိုပါပူရဲတောင်ဝင်ယူနေရသူဖြစ်တယ်လို့သိရပါဗါး။ဒေါအောင်ဆန်းစုကြည်ဟာနေပြည်တော်အကျင်းထောင်အတွင်းမှာရှိနေတဲ့အချိန်အစားအသောက်များကိုမှာယူပါက သူတူတဲ့အတွက်တာမကပဲနဲ့သူနဲ့အတူနေထိုင်ရတဲ့သူများအတွက်ပါမှာယူလိမ့်ရှိတော့လေပြီးခဲ့တဲ့တောက်ကြနေ့ကစပြီးတော့ပျက်စီးမှာယူရမှာအရင်လိုမျိုးအများအတွက်ပါမှာယူခြင်းမရှိပဲသူတူတယောက်စာအတွက်တာမှာယူလာတယ်လို့ဒေါ်ဆန်းစုကြည်နဲ့နီးစပ်တဲ့သူတူကပြောပြလာပါတယ်၎င်းကဥပမာကြံတော့ကရွှေရင်အေးမှာတယ်ဆိုရင် 6ယောက်စာလောက်မှားတယ်ကိုကြီးမုံတွေမှားတယ်ဆိုရင်လဲတခြားသူတွေကိုကျွေးဖို့အတွက်ပါပုံမှားတယ်လို့ပြောဆိုခဲ့ပါတယ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်နဲ့တာဝန်ထမ်းဆောင်တဲ့အချိန်ကနေထိုင်ခဲ့တဲ့အိမ်မှာသာခါရှိခဲ့ပြီးတော့ဖေဗူလာ9ရက်နေ့ကနေစပြီးနေပြည်တော်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းမှာရှိတဲ့ဒူတိုင်းမုံနေအိမ်ကိုပြောင်းရွှေ့ချုပ်နှောင်ခဲ့ကအဲ့ဒီအိမ်ကနေမှတရားရင်ဆိုင်ခဲ့ရတယ်လို့သိရပါတယ်အဲ့ဒီနောက်မှာတော့ဒေါအောင်ဆန်းစုကြည်ကိုအမှု၁၉မှုနဲ့ဆွဆွဲပြီးတော့ ထောင်ဒဏ်33နှစ်ချမှတ်ခဲ့ပြီး2022ခုနှစ်ဇွန်လ22ရက်နေ့မှာနေပြည်တော်အချုပ်ထောင်ကိုပြောင်းရွှေ့ခဲ့ကအချုပ်ထောင်အတွင်းမှာရှိတဲ့တီးတပ်အချုပ်ခန်းမှာချုပ်နှောင်ထားခဲ့တယ်လို့သိရပါတယ်။ဒီတခါဒေါ်ဆန်းစုကြည်ရဲ့အတုံးဆောင်တွေကိုပါရွှေ့ပြောင်းပေးလိုက်တော့ထောင်ထဲကိုပြန်မပို့တော့ဘူးလို့နားလဲရတယ်လို့လေးလာစောင့်ကြည့်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကရွှေတကုံဇေဒီတော်အတွင်းမှာရှိတဲ့ဖျားတစောင်းတစ်ခုမှာအမဲရောင်ဖျားအမဲရောင်တန်လျက်ကိုအုံမိုးထားတဲ့ ရွှေနဲ့ငွေနဂရုံဖျားကိုပြုတ်လုပြီးတော့ထူးဆန်းတဲ့ရရာချေမှုတွေလှုပ်ဆောင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အဲ့ဒီရရာကိုမေလ73ရက်နေ့မှာစစ်ကောင်စီကပြုတ်လုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မေလ73ရက်နေ့မှာပဲရွှေတကုံစီတီတော်မှာရှိတဲ့စေတော်မူဖျားအပါဝင်တနိုင်ငံလုံးမှာရှိတဲ့တရင်တပ်ဖွဲ့များမှာစေတော်မူဖျားဂါရာများကိုရွတ်ဆိုကြရန်မင်းအွန်လိုင်းကညွှန်ကြားခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကနဂရုံဖျားတီထားမှုများကိုမကြာခဏလှုပ်ဆောင်လေးရှိရာရွှေတကုံစီတီတော်မှာရရာချေတဲ့ရွှေနဲ့ငွေငကားယုံထားတဲ့အမဲအောင်ဖျား အမဲရောင်တန်လျက်တို့မှာလက်ရှိစစ်တပ်ကြာဆုံးနေတဲ့နိုင်ငံရေးအခြေအနေကိုအဖက်ဆဲတဲ့ရရရာဖြစ်နိုင်တယ်လို့သုံးသပ်မှုများရှိနေကြပါတယ်။ဒါ့အပြင်နိုင်ငံတော်ဝန်လုံးမှရှိတဲ့တိုင်းရင်းတပ်ဖွဲ့များမှဆဲတော်မူဖျားပုံတော်ကိုကတ်ပြီးတော့ဆဲတော်မူဖျားဂါရာတော်ပရိတ်တော်နဲ့ဂုံတော်တို့ကိုရွတ်ဖက်ပူဇော်ကြရန်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကမေလ23ရက်နေ့မှာညွှန်ကြားခဲ့တယ်လို့သိရပါတယ်။ဆဲတော်မူဖျားဟာရွှေဒဂုံဇေဒီတော်ရဲ့အင်္ကာထောင်းနဲ့ဘောပကယုံတို့ဂျားမှရှိတဲ့အာယုံခန်းတစောင်းမှတည်ရှိနေပြီးတော့ အဲ့ဒီဆေတော်မူဖုရားရဲ့ဓာတ်ပုံများကိုနိုင်ငံတော်မှာရှိတဲ့တရင်တပ်ဖွဲ့များမှာကိုးကွယ်ကြရန်ဆေတော်မူဖုရားရဲ့ဂါရာတော်တွေကိုလည်းမိညာမပြတ်အဓိဋ္ဌာန်နဲ့ရွတ်ဆိုကြရန်ညွှန်ကြားထားခြင်းဖြစ်တယ်လို့သိရပါဗျ။အကျန်းဖတ်ခေါင်းဆောင်မင်းအောင်လိုင်ကလွန်ခဲ့တဲ့လပိုင်းအတွင်းမှာလည်းဆေတော်မူဖုရားကိုလျှို့ဝှက်လာရောက်ပြီးတော့ရရချီခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာအကျန်းဖတ်စစ်ကောင်စီကဆေတော်မူဖုရားပုံတော်ဆေတော်မူဖုရားဂါရာစာအုပ်များကိုတိမ့်ချီရိုက်နှိပ်ထုတ်ဝေပြီးတော့ တရင်တပ်ဖွဲ့များအားလုံးနဲ့ဌာနဆိုင်ရာတချို့ကိုဖြန့်ဝေခဲ့တယ်လို့သိရပါတယ်။စေတော်မူဖျားဂါရာတော်ကိုရွတ်ဖက်ရတဲ့အချိုးကျေးဇူးများအနေနဲ့အခက်အခဲကံစိုးကံညများကနေပြီးတော့ကံစေတော်မူခြင်းကအဓိကဖြစ်ပြီးအခြားသောအချိုးရလတ်များအနေနဲ့လူချစ်လူခင်ပေါ်များခြင်း၊ကျမ်းမာချမ်းသာခြင်း၊အန္တရာယ်ဇိုးများကွင်းဆောင်ခြင်း၊ရန်သူမျိုး၅ပါးဘေးကနေပြီးတော့ကင်းဝေးစေခြင်း၊မိမိပြောဆိုသည်များစကားများအားလုံးအောင်မြင်ခြင်း၊လက်လာပပေါ်များခြင်း၊ထိပေါက်ခြင်းသို့မဟုတ် ထီပေါက်တလုံးမျိုးငွေဝင်ခြင်းစတဲ့အချိုးကျေးဇူးများကိုရရှိနိုင်ကြောင်းဆယ်တော်မူဖျားဂါရာစာအုပ်မှာရေးသားထားတာကိုတွေ့ရပါတယ်ဆယ်တော်မူစင်းနုတော်ရဲ့မူလဒါရက်ကဟာမြန်မာတိုင်းရဲ့ဆေးဆရာကြီးဆရာမြိုင်ဖြစ်ပြီးတော့ရွှေတကုံဇေဒီတော်ဥပတင်တစောင်းအတွင်းမှာအပူဇော်ခံထားခြင်းဖြစ်တယ်လို့သိရပါတယ်ဆယ်တော်မူဖျားဟာမင်းမြောက်ဒဇာစင်ရင်နဲ့ညံတော်နှစ်ပေကန့်ရှိတဲ့ထိုင်တော်မူရုပ်ပွားတော်ဖြစ်ပြီးတော့စက္ခုအိန္ဒြေချတဲ့မျက်လုံးတော်ဟာရံဖန်ရံကမှာထူးခြားစွာဖွင့်တော်မူနေတယ်လို့သိရပါတယ် မျက်လုံးတော်ဖွင့်ပြီးတော့အပူဇော်ခံတဲ့ဓာတ်ပုံနှစ်ပုံကိုအဲ့ဒီတံဆောင်ထဲမှာပြသထားပြီးတော့ရွှေတကုံဇီဒီတော်နဲ့သက်ဆိုင်တဲ့စာအုပ်စာတမ်းတချို့မှလည်းရေးသားဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်တန်တွဲမြို့နယ်ရွှေလေတရာအနီးတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုစစ်တပ်ကလေရင်နဲ့ရိတ်ခါများကိုကျဲချပေးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မေလ15ရက်နေ့ညနေ6:25မိနစ်ခန့်မှာတန်တွဲမြို့နယ်ရွှေလေတရာအနီးတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုစစ်တပ်ကလေရင်နဲ့ ရိတ်ခါများကျဲချပေးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီစစ်ကောင်စီလေရင်ကကျဲချပေးခဲ့တဲ့ရိတ်ခါများဟာအကြမ်းဖက်စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာကိုကျရောက်ခြင်းမရှိပဲတောဆက်အနည်းကိုကျရောက်ခဲ့တဲ့အတွက်ကြောင့်စစ်သားများဟာတွားရောက်ပြီးတော့မကောက်ယူရဲကြဘူးလို့သိရပါဗါး one travel လို့ယူဆရတဲ့စစ်လေရင်နဲ့ရိတ်ခါချပေးနေတာသူတို့ရိတ်ခါချပေးတဲ့နေရာကစခန်းနာကိုမကျဘဲနဲ့တောဆက်နာကိုကျသွားတယ်စစ်သားတွေကတော့အခုထိတွားကောက်တာမတွေ့ရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရွှေဘုံမြို့အဝင်ဂိတ်များမှာအကြမ်းဖက်စစ်ကောင်စီကကုန်ကားများကိုနေစဉ်ဖမ်းဆီးပြီးတော့ငွေကျပ်သိန်းကိုစယ်နဲ့ချီပြီးတော့တောင်းခံနေတဲ့အတွက်ကြောင့်ခြေရွာများမှာကုန်စည်းနှုံးတွေအဆမတန်မြင့်တက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလာပိုင်းကနေစတင်ပြီးတော့ရွှေဘုံမြို့အဝင်ဂိတ်များမှာအကြမ်းဖက်စစ်ကောင်စီကကုန်ကားများကိုအကြောင်းမဲ့ဖမ်းဆီးပြီးတော့ငွေကျပ်သိန်းကိုစယ်နဲ့ချီပြီးတော့တောင်းခံနေတဲ့အတွက်ကြောင့်ကုန်ကျစရိတ်တွေပုံမှုများပြားလာကခြေရွာများမှာကုန်စည်းနှုံးတွေအဆမတန်မြင့်တက်လာတယ်လို့သိရပါဗျ။ မန္တလေးကနေမုံရွာကိုသွားတဲ့ကုံကားတစည်းကိုရွှေဘုံစူတောင်းပြိတ်ဖရားအနီးကစစ်ခွေးတွေကဖမ်းပြီးတော့မာရှယ်လို့အမိတ်ဖီဆန်လို့ဆိုပြီးတော့တ냐ဖမ်းလာပြီးသိန်း90နဲ့ပြန်ရွေးခိုင်းတယ်စစ်လို့ဘာမှမတွေ့လဲစေသိန်းကနေသိန်း90အထိပေးပြီးမှပြန်လွှတ်တာဖမ်းတာကတော့နေတိုင်းကိုဖမ်းနေတာမြို့ဝင်ဘောက်ကနေပြီးတော့ဖမ်းပြီးတော့ငွေတောင်းပြီးတော့ပြန်လွှတ်တယ်မြို့တွင်းထဲမှာလည်းကားတွေနဲ့ပတ်ပြီးတော့ဖမ်းနေတာမြို့အတွင်းမှာဆိုရင်ဈေးကြီးရှိမှဆိုသူတို့စစ်ခွေးတွေနဲ့ရဲခွေးတွေကဈေးဝယ်သူလိုလိုဈေးရောက်တဲ့သူလိုလိုကားတွေနဲ့ကွယ်ပြီးတော့ဖမ်းတာ လူတွေကရက်ဝက်တွေနဲ့ကားတွေကလည်းအင်စည်းကားတွေနဲ့အနီးနားရောက်မှကတ်ပြီးတော့ဖမ်းတာကုန်ကားတွေကမြို့အဝင်မှာဂိတ်ကြီးပေးရပြီးတော့မြို့အတွင်းကိုရောက်တော့လဲမြို့အတွင်းကဖမ်းတဲ့ကောင်တွေကိုပတ်စံထပ်ပေးရလို့ကြေးရွာတွေမှာကုန်စည်နှုံးတွေကမြင့်တက်နေပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာကြေးရွာတွေကဈေးဝယ်လာတဲ့ဆိုင်ကယ်များ၃ဘေးများနဲ့ကားများကိုနေ့စဉ်ဖမ်းဆီးပြီးတော့ ငွေကျပ်3000ကနေပြီးတော့3သိန်းအထိပေးဆောင်နေရတယ်လို့သိရပါဗျ။စစ်ခွေးတွေကရွှေဘုံမြို့ကိုလာသမျှဆိုင်ကယ်3ဘိတ်နဲ့ကားအကြီးအသေးတွေကိုလည်းတားပြီးတော့ဖမ်းဆီးတာတွေချိမ့်ချောက်ပြီးတော့ငွေတောင်းတာတွေကိုလုပ်တယ်။3ဘိတ်တစည်းဆိုရင်3000ကားအသေးဆိုရင်5000နဲ့ကားကြီးတွေဆိုရင်1သိန်းကနေ3သိန်းအထိငွေတောင်းနေပါတယ်။ရွာတွေကပြည်သူတွေဟာလည်းမြို့ကိုမသွားရဲကြတော့တယ်လို့မြို့ပေါ်မှာနေတဲ့လူတိုင်းကလည်းအပြင်ကိုမထွက်ရဲကြတော့ဘူးလို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းရေပြူမြို့နယ်ဇာရီကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီရဲ့မောရဝရီရေတဲ့စခန်းဌာနချုပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ခြင်းကြောင့်အသက်16နှစ်နဲ့အသက်17နှစ်အရွယ်မောင်တော်မနှစ်ဦးတေဆုံးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ15ရက်နေ့မနက်7:00နာရီကမှအကြမ်းဖက်စစ်ကောင်စီရဲ့မောရဝရီရေတဲ့စခန်းဌာနချုပ်ကဇာဒီကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးနဲ့၄ချိန်ပစ်ခတ်ခဲ့ရာဇာဒီကျေးရွာ တစ်လာတော့ရက်ကွက်မှာရှိတဲ့နေအိမ်တစ်လုံးပေါ်ကိုကြက်ရောက်ပောက်ကွဲခဲ့ပြီးနေအိမ်ထဲမှာရှိတဲ့အသက်16နှစ်အရွယ်မောင်ဇော်မျိုးအောင်နဲ့ညီမဖြစ်သူအသက်17နှစ်အရွယ်မပွင့်ပွင့်တို့တေဆုံးခဲ့ရတယ်လို့သိရပါဗျ။သူတို့မှာတော့အကြောင်းရင်းတော့ရှိမှာပေါ့။ဒါပေမဲ့အဲ့ဒီနာတဝိုက်မှာကဘာတိုက်ပွဲမှမရှိဘူးဗျ။ပြည်သူတွေရှိရာကိုတမင်တက်တက်ပြစ်တာဖြစ်နိုင်ပါတယ်။ အဲ့ဒီဘက်မှာပြည်သူတွေပဲရှိတယ်ဆိုတာသူတို့လည်းသိပါတယ်လို့ဒီမိုကရေစီအရေးလှုပ်ရှားမှုဒပိတ်ကော်မတီဒဝဲခရံရဲ့တာဝန်ရှိသူတို့ကပြောကြားထားပါတယ်ဇာဒီကျေးရွာဟာမောရဝတီရေတပ်စခန်းဌာနချုပ်နဲ့ခုနှစ်မိုင်ခန့်ဝေးတဲ့ကျေးရွာဖြစ်ပြီးတော့ဇာဒီကျေးရွာနဲ့အနည်းငယ်တဝိုက်မှာဘာတိုက်ပွဲမှာဖြစ်ပွားခြင်းမရှိဘဲနဲ့အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့်နေအိမ်များလည်းပျက်စီးသွားပြီးတော့ပြည်သူများဟာလည်းဘေးလွတ်မဲ့ထင်တဲ့နေရာများကိုရွာလုံးကျွတ်နေပါတိမ်းရှောင်နေရကြောင်း သတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ